ခေဆန်းစာပေတွေကိုအသက်သွင်းခဲ့သူသိပ္ပံမောင်ဝါရဲ့နောက်ဆုံးသတင်းမြမစာပေတမိုင်းမှာခစ်တဲ့လမ်းကြောင်းတွေကိုမမမမဖွင့်ပေးခဲ့တဲ့ပုံကိုကြီးတွေရှိပါတယ်။အဲ့ဒီထဲမှာမဆရာကြီးသိပ္ပံမောင်ဝါဟာတကယ့်ကိုထူးခြားတဲ့ပညာရှင်တဦးဖြစ်ပါတယ်။ဆရာကြီးရဲ့အမည်အရင်းကတော့ဦးစိန်တင်ဖြစ်ကမော်လမြိုင်မြို့မုပုံနတ်ကျွန်းရဲ့မှာ1899ခုနှစ်ဇွန်လ6ရက်နေ့မှာမွေးဖွားခဲ့တာပါ။ ငယ်စဉ်ကလေးကမိခင်ဆုံးမခဲ့လို့အဖွားနဲ့ကြီးတော်ရရဲ့လက်ပေါ်မှာကြီးပြင်းခဲ့ရပေမယ့်မြမစာပေနဲ့ပိရကတ်အကျန်းကန်နေမှာကျွမ်းကျင်တဲ့အဖိုးဖြစ်သူဦးလူကလေးစီရနေပြီးရာဇဝင်ပုံမြင်တွေကိုနာယူတက်မှတ်ခဲ့တဲ့အတွက်မြမပညာအခြေအမြင့်ခိုင်မာခဲ့ပါတယ်အင်္ဂလိပ်ကျောင်းမှနေတဲ့အခါလေးတောင်ဝိုင်းကြီးရွှေကျင်တိုက်မှာသတင်းသုံးခဲ့တဲ့ဘာကြီးဖြစ်သူဆရာတော်ဦးပညာဇောတာထံမှမကြာခဏပညာသင်ခဲ့တဲ့အတွက်ဦးစိန်တေဟာအင်္ဂလိပ်မြန်မာနှစ်ဘာသာစလုံးမှာဗဟုသုတကျွေးဝသူဖြစ်ခဲ့ပါတယ်။ 1920ပြည့်နှစ်မှာစေတန်းကိုမြန်မာဘာသာနဲ့ပါဠိဘာသာဂုဏ်တုတွေနဲ့အောင်မြင်ပြီးရနောက်ရန်ကုန်ကောလိပ်သိပ်ပံကျောင်းမှာပညာဆက်ပြီးတော့သင်ခဲ့ပါတယ်။အဲဒီနှစ်မှာပဲကျောင်းသားတပိတ်ကြီးပေါ်ပေါက်လာလို့ကျောင်းကထွက်ပြီးတော့မြို့ပြအထက်တန်းကျောင်းမှာကျောင်းဆရာဖြစ်တဲ့ခေတ္တဝင်လုပ်ခဲ့ပူပါတယ်။နောက်ပိုင်းမှာတော့ကောလိပ်ကိုပြန်ဝင်ပြီး1924ခုနှစ်မှာ IA ဥပစာဝိစာအထက်တန်းစာမေးပွဲကိုမြန်မာဘာသာအတွက်ပြီးတဲ့တာတိုးအောင်စုတစိမ့်နဲ့အောင်မြင်ခဲ့ပါတယ်။ အရိခေကမြန်မာဘာသာကိုအထူးဘာသာဖြစ်နေသင်ကြားခွင့်ပထမဆုံးရခဲ့တဲ့အတွက်မြန်မာစာကိုအလေးပေးသင်ကြားဖို့နှလုံးသွင်းခဲ့တာပါ1928ခုနှစ် BA စာမေးပွဲမှာမြန်မာဘာသာပထမတန်းဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပြီး Daily Times ရှယ်ဂျီနဲ့စုကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်နောက်ဆုံးမှာတော့မြန်မာစာဂုဏ်နှုန်းတန်းကိုအရင်နှစ်ရဲ့တဦးတီသောစာသင်သားဖြစ်နေပထမဆင့်နဲ့အောင်မြင်ခဲ့ပါသေးတယ် ဂျလုံထူးကျုံတဲ့ဥစိန်တိန်ဟာကောလိပ်နီးပြရဘွားနေပြီးအိန္ဒိယဗရိညာဝင်တဲ့ ICX ဆာမီဝဲကိုဝင်ရောက်ဖြေဆိုအောင်မြင်ပြီးတော့အင်္ဂလန်နိုင်ငံအောက်စဖို့တက္ကသိုလ်ကိုပညာသင်မှုအတွက်ဆေးလုခံခဲ့ရပါတယ်။1929ခုနှစ်မှာပြန်လာပြီးတဲ့နောက်နေပတ်အုပ်ချုပ်ရေးမှာညိုအုပ်နေပိုင်းအေးပိုင်းဒုတိယအတွင်းဝင်စားတဲ့ရာဒူးအစင်းစင်တွေကိုသခိုင်းမိထီလာမင်းဘူးဟင်းတရရွှေဘူးစားတဲ့မျိုးပေါင်း12မျိုးမှာတောင်ဝင်ထမ်းဆောင်ခဲ့ပါတယ်။သူရဲ့ဘဝဟာစာပေနဲ့အုပ်ချုပ်ရေးနန်းတော်ကိုဖျက်ဆီးခဲ့ရတဲ့သူပါပဲ။ တိတ်ပံမောင်ဝတိတ်ပံအကြောင်းသားမောင်များတွင်တင့်တင့်စားတဲ့ကလောင်ခွဲပေါင်းများစွာနဲ့ဆောင်းပါးတွေပြားဆက်တွေဝိထုတွေရေးသားခဲ့ပြီးတော့စာပေဝေဖန်ရေးရုပ်ရှင်ဂီတချင်းလုံးအကြောင်းအရာတွေအထိအကြောင်းအရာမျိုးစုံကိုရေးသားခဲ့တဲ့ဆွေဆောင်ရပညာရှင်မောင်ဒါပေမဲ့ဒလိုထူးချွန်တဲ့ပညာရှင်ကြီးဟာစက်ပြေးဘဝနဲ့ဝမ်းနည်းစရာဆက်သင်းခဲ့ရပါတယ် ဂျပန်ဝင်ရောက်ချိန်မှာရွှေဘိုအားနဲ့မြစ်ကြီးနားကိုအိန္ဒိယကိုထွက်ဖို့ကြံရင်နဲ့ကမ်ဘလူဘူရာမှာတွဲဖြုတ်ထားလို့တောင်းတနေခဲ့ပါတယ်။1942ခုနှစ်ဇွန်လ6ရက်နေ့မနက်9နာရီမှာအရာရှိမိသားစုတွေဖြစ်လို့ရွှေငွေတွေပါမယ်ဆိုပြီးဓမြလူစုတရာခန်းကဝိုင်းဝန်းပြစ်ခတ်ရာအင်အားကျမများလို့လက်နက်ချအညံ့ခံပေးခဲ့ပေမဲ့ပြစ်ခတ်မှုမရလို့ဥစိန်တေဟာနေပိုင်ဝင်တော်ဟာဥပါတန်းတို့နဲ့တူပွဲချင်းပြီးတိတ်ဆုံခဲ့ရပါတယ်။ ဒါမြမစာပေကိုတန်ဖိုးဖြန့်နိုင်တဲ့အမွေနှစ်တွေပေးခဲ့တဲ့ပညာရှင်ကြီးတဦးရဲ့ဝမ်းနဲ့ကြေကွဲစရာစက်သိမ်းပဲဖြစ်ပါရဲ့ရှင်။ကျမတော့ပြောနေရင်းနဲ့တဲ့ငွေတမျက်နာတည်းရှိပြီးမြမစာပေပညာရှင်တဦးကိုလောကထဲကဖဲထုတ်ခဲ့တဲ့တမျှတွေကိုတော်တော်လေးဒေါသထွက်မိတာပေါ့နော်ဒီနေ့တော့တလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်အသက်သက်သောအကြောင်းအရာတွေနဲ့ရှင်ဘူ channel ကနေပြန်လာခဲ့ပါမယ်ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြိုင်းနဲ့နှုတ်ဆက်ပါရစေ